ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အောင်းလည်းမင်္ဂလာပါဒါကျွန်တော်တို့အခုအပြောင်းရွှေ့ဈေးကွက်ကြီးမှာ Chelsea ကကစားမတွေကိုတယောက်ပြီးတယောက်စလိုက်နေပြီ။ဆိုတော့ကျွန်တော်တို့ light တယ် light တယ်နဲ့ Chelsea က Dario Alo Asuko ဆိုပြီးတော့ပြီးခဲ့တဲ့ကပြီးခဲ့နှစ် January လောက်တည်းကခေါ်ထားတဲ့ Portuguese ကွင်းလေကစားမဒါက Sporting ရဲ့လူငယ်လေး အဲအဓိက defensive midfield player ပေါ့ဒီ central midfield လဲကစားနိုင်တဲ့ဒီ chat date လေးကိုဒါ Chelsea ကတရားဝင်ကြီးညာလိုက်ပြီးအဲ chat date လေးက Chelsea ကို18တန်းကျော်19တန်းလောက်နဲ့သူတို့ရောက်လာပြီးပြီးတော့ Lien Dilek ကိုတန်းလေးတန်း30နဲ့သူတို့ခေါ်ပြီးပြီးဆိုတော့ဒီဇိုင်းဈေးကွက်မှာသူတို့နှစ်ယောက်ရောက်လာတဲ့အချိန်မှာအထောက်တွေအများကြီးလောရတော့မယ်ကျွန်တော်တို့အခု Anzo Mariscaro နဲ့ Chelsea တာဝန်ရှိသူတွေကအခု attacking ဘက်အတွက်သူတို့ down shot လိုက်နေတယ် အဲ့ attack ကတော့အားလုံးတည်ထားပြီးသား Hugo Akitiki ကချက်စီးရဲ့နံပါတ်1 striker အဖြစ်သူတို့ target ထားတယ်ကျွန်တော်နားမလည်တာက Jackson Shiba ရဲ့ ਨੇ ဒီဒီလက်ကိုခေါ်ပြီးတော့ဘာလို့ Akitiki ကိုထပ်ခေါ်မလဲသူတို့ကအခု Yokeres ကိုတွားပြီးဆက်သွယ်ထားတယ် Benjamin Sesko ရဲ့အခြေအနေကိုလည်းကြည့်နေပြီးတော့မှတစ်ဖက်မှာ ဒီဘယ်လိုပြောမလဲအော်စီမန်ကိုလည်းစဉ်းစားနေတယ်ဆိုတော့သူတို့တေချာတာတော့စထရိုက်ကာကို၃ယောက်လောက်ဘာလို့ဆိုတော့သူတို့ကအခုခရစ်စတိုဘာအန်ခူခူလည်းထွက်မယ်မီကာမိုထရစ်စီကြဖို့တေချာလောက်ရှိတယ်ဆိုတော့တိုက်စစ်ပိုင်းခင်းချင်းတွေတော်တော်များများပြောင်းမယ်ဆိုတော့ချက်စီအခုလောလောဆယ်မှာအပြောင်းရွှေ့တဲ့စကားပြောတာကဂျီဒန်ဆန်ချိုအပြောင်းရွှေ့တစ်ခုရှိမယ်တောင်မန်ပိုဇီရှင်းပဲဂျီဒန်ဆန်ချိုအပြောင်းရွှေ့တစ်ခုရှိမယ်တခြားအပြောင်းရွှေ့အခုလက်ရှိမှာဒီ Telegraph ကဖော်ပြတဲ့အချက်အရဆိုရင် ချက်စီကနိုနီမာတူရီကအပါဝင်ကစားမ14ရောက်ထိသူတို့ရှင်းထုတ်ဖို့ရှိတယ်။ Guardian ကဖော်ပြတဲ့ report တစ်ခုမှာလည်းအသက်23နှစ်ရွယ်ရှိတဲ့နိုနီမာတူရီကချက်စီအတွက်အဓိကရောင်းချဖို့ရှိတဲ့အချက်တစ်ချက်ပါတယ်။ဒီကြားထဲမှာအခြားကစားမတွေထဲမှာ market မှာပတ်ဆိုင်ရနိုင်တဲ့ Christopher Ankuku, now Joao Felix, Petrovic, Ronaldo Vika, Banchewell, Axel Disasi, Wesley Fofana, King Jubri Horne, ပြီးတော့မှ Kani Chomamanku Rahim Sterling Trevor Chalobah နဲ့ Udu Chukwu တို့အားလုံးပါလို့ဘာဒီယာရှိတဲ့စင်းထဲမှာထည့်ထားတယ်ဒါပေမဲ့အဲ့နေရာမှာ Chelsea က Mukalo Modric စေးချနိုင်ဖို့ရှိတဲ့အတွက်သူတို့အပြောင်းအလဲတွေအများကြီးလုပ်ဖို့ထားတယ် Nonni Madueke ကိုကျွန်တော်တို့သူတို့ဘာကြောင့်ထောက်ချင်လဲဆိုတဲ့အချက်က maybe Jackson ကိုနောက်ရာသီမှာအဆွန်ထုတ်မှလာတကယ်လို့ Dylan နဲ့ Hugo Akitike နှစ်ယောက်ရခဲ့ရှင်ဥမာပြောတာပေါ့လေဆိုတော့ဒီကြားထဲမှာ2026ကြာရင်ကျွန်တော် Chelsea ကအခုဒီ Giovanni ကွန်တာဆိုတဲ့ခြေတိတ်လေးရအောင်ပဲ sporting ကသူတို့ခေါ်ထားတာနောက်ပြီးတော့မှအဲ asuko dariyalo asuko ဆိုတဲ့ခြေတိတ်ဒါပဲတေချာတော့ဒါကတော့ strapo ကိုသွားမှာပြီးရင် william ဆိုတဲ့ brazil မှာလူငယ်သားမလေး chelsea ရှိလာအောင်ပဲဒါ santo ဆိုတဲ့ခြေတိတ်တယောက်ပြန်လာအောင်ပဲ strapo မှာဆိုတော့ chelsea ကအပြောင်းလဲတယ်ဒီကြားမှာ robert sanchez တော့သူတို့အပြောင်းဆွေးဆင်းတဲ့ထည့်ထားတဲ့အချိန်မှာအခု chelsea ဘက်ကအခုလောလောဆယ်အနေထားရသူတို့ကြည့်တဲ့အခါမှာ noni matuike ကိုထည့်ပြီးတော့ဒါအခုလောလောဆယ်အနေထားရ ဆန်ချိုကိစ္စကိုတို့လိုက်နေတယ်။ဆန်ချိုရဲ့အပြောင်းရွှေ့ကကျွန်တော်ဘာတွက်တည်လဲဆိုတော့အပြောင်းရွှေ့ရဲ့ခြေစီးပြဿနာမရှိဘူး။ကောင်းရွှေ့ချင်း25တန်းတာတို့ရဲ့ nothing ။ဒါပေမဲ့ကစားမတစ်ပတ်ကို3သိန်းခွဲတို့တို့မပေးဘူး။အ3သိန်းကျော်မပေးချင်ဘူး။အဲ့ဒါကိုတို့ညှိနေတယ်။ဒီလိုဂျီရန်ဆန်ချိုသားလာစာ short ယူတာတို့ဘာတို့ option တွေနဲ့လက်ခံမယ်ဆိုရင်တော့ဒီပြောင်းရွှေ့ဖြစ်မယ်။အဲ့လိုမဟုတ်ဘူးဆိုရင်တော့သူ့ကိုတန်းပြန်ပို့မယ်။ဆိုတော့ဒီနေရာမှာခြေစီးကဂျီရန်ဆန်ချိုကိုပြန်ပို့မယ်ဆိုရင် ဂျီမီဂင်တက်ဆိုတဲ့အခုဘရစ်ရှ်တော့မန်ရဲ့အင်္ဂလန်တောင်းပန်ကစားမှာဒီကစားမှာလည်းကျွန်တော်တို့ဆန်ချိုနဲ့တိတ်မကွာပါဘူးဒါဘရစ်ရှ်တော့မန်ကိုရောက်လို့ထပ်ပြီးတော့နာမည်ကြီးတဲ့သူပဲဒါပေမဲ့ချယ်ဆီကတော်တော်လေးသဘောကျနေတဲ့အထက်မှာပါတယ်အက်ကီတီကေအပါဝင်တိုက်စစ်ပိုင်းအတွက်ပေါ့လေ ဒီညမှာအခု Chelsea က Jimmy Kintes ကို Club World Cup မတိုင်ခင်အတွက်စိတ်ဝင်စားသလို now Alejandro Garnacho လည်းသူတို့ option တစ်ခုကြည့်ထားတယ်။ဘာကြောင့်လဲဆိုတော့ Garnacho ကို United က40လောက်နဲ့ရောင်းမယ်။တေချာတော့ Garnacho ရဲ့လဆာမများဘူး။သူကိုယ်တိုင်က United မှာလူငယ်ကစားမတယောက်အနေနဲ့ဒီလောက်ပဲရှိတဲ့အတွက်ကြောင့်ဆို Chelsea ကအခု Nonni Matuidi ကိုထောက်ပေးထောက်ဖို့ဆုံးဖြတ်ထားတယ်။အဲပြီးတော့မှတစ်ပတ်က Michael Modric ကြာမယ်။ Christopher Nkunku ထွက်မယ်။အိုက်တိုက်စ်ပိုင်းအတွက်မှာအခု လီန်ဒီလက်ရောက်ပြီးဟူကိုအခီတီကီသူတို့ခေါ်ဖို့လုပ်နေတဲ့အချိန်မှာဂျီမီဂင်တက်စ်ကရဲ့နောက်တစ်ဖက်ကတော့ဂျီဒန်ဆန်ချိုဒါအပါဝင်ဒါသူတို့ဘက်ကအခြားတောင်ပံကစားသမားတွေတော်တော်များများအားဖြည့်ဖို့သူတို့ကနက်တူရှိထားပြီးသားတကယ်လို့ဆန်ချိုလည်းရမယ်ဆိုရင်တော့ဂင်တက်စ်ကိုခေါ်ချင်မှခေါ်မယ်ဆိုတော့အခုဒါအောင်ချီချီအပြည့်ချက်စီဟာ center back position ကတော့အခုတိုက်စစ်ပြီးတဲ့ကိစ္စပြီးရင်သူတို့ဖြတ်နိုင်မယ်ဒါပေမဲ့အခုလောလောဆယ် club world cup အတွက် နော်နီမာတူဝီကီကိုထုတ်ပြီးတော့တေချာပေါက်တောင်းမှာပေါ့လေဂါနာချိုရဲ့ဂျီဒန်ဆန်ချိုရဲ့ပြီးတော့မှဂျီမီကင်တက်စ်ကဒီ၃ယောက်ကချက်စီတာဂက်ထားတဲ့ထဲမှာပါတယ်အဲ့၃ယောက်ကိုအဓိကကြည့်နေပြီးတော့မှဒါတိုက်စစ်ပိုင်းကတော့ခုနပြောတဲ့ Hugo Akitiki ကိုအဓိကခေါ်ဖို့လုပ်တယ်။ပြီးတာလည်းတခြားကစားသမားတွေကိုတယောက်ပြီးတယောက်ထုတ်ပြီးတော့ center back position လေးကြီးနိုင်တယ်။ဒါကတော့ခုလောလောဆယ် Chelsea ရဲ့တောင်ပန် position တွေမှာအားလုံးကျေးဇူးတင်ပါတယ်။